ตัวบ้าของว่าเพียงไรกับไม่พูดกันไลฟ์เลยไปเลย Chewy, you no? Know? ေဝညီကိုမတော်မများလိုင်းမော်တက်လာခဲ့မယ်။နော်လိုင်းမော်တက်လာခဲ့မယ်မြန်မြန်လေး။အခုဒါကျွန်တော်တို့တွေ့မြင်နေတာကတော့ဘန်ကောက်ချီချီမောအရှိတဲတဲကပေါ့နော်။အထက်30ကျော်ပြူကျသွားခြင်းပေါ့။ငလင်ကြောင့်ပြူကျသွားခြင်းနဲ့ပတ်သက်ပြီးတော့မှအခုကယ်ဆယ်ရေးကလုံနေတာဟာဆိုလို့ရှိရင်ခဏရဲ့မြောင်းနေ့ကိုရောက်ရှိလို့လာပါလို့ခင်ဗျ။နော်ခဏရဲ့မြောင်းနေ့မှာအခုဒီနေ့ညမှာဆိုလို့ရှိရင်ဒီဘက်အပိုင်းကို ဒါအပြည့်အထန်ဒါကျွန်တော်တို့ဒီနေ့ညမှာရှာဖွေရေးတွေလုံးမှာဖြစ်ပါတယ်။ဟုတ်ပြီနော်ရှာဖွေရေးတွေလုံးမှာဖြစ်ပါတယ်။တို့ဒါကြည့်ရမှာဖြစ်ပါတယ်ညမင်းညလည်းဒါကျွန်တော်မင်းညတော့ဒါကျွန်တော် TikTok မှာတညလုံးပြပါတယ်။ဒီအဲဒီညမှာတော့ဒါကျွန်တော်တို့အစပိုင်းမှာကျွန်တော်တို့ Facebook မှာရှင်းတဲ့မိဘညီကိုမောင်မတွေကို၎င်းအခြေအနေထိုင်းနိုင်ငံရဲ့အခြေအနေရွှေပြောင်းညီကိုမောင်မတွေနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်တို့ live play တွေပြောစရာရှိပါတယ်ခင်ဗျ။ ကျွန်တော်တို့နော်အဲကျွန်တော်တို့ Facebook ပေါ်တက်လာတဲ့မိဘကြီးကိုမောင်နှမတွေအမှကြည့်ထားမယ်နော်ကေဆေးရေးသူစနစ်တကျလုပ်တဲ့အရာလေးတွေပြသွားမှာဖြစ်ပါတယ်အခုစက်တွေကိုသူတို့အရေးပေါ်လှိုးလိုက်ပါပြီအခုစတင်ပြီးတော့မှလဲပတ်ပါပြီအဲ့တော့အပီပီဆိုင်ရာ international မှာမှာရှိနေတဲ့ကေဆေးရေးအဖွဲ့တွေလည်းအတူတူကဒီ site ကြီးတွေထဲမှာအလုံးလုံးနေပါတယ်ပြီးတော့ထိုင်းနိုင်ငံမှာရှိနေတဲ့တကယ်ကိုဒေဒီကျဲ နောက်ကွန်ကြီးကယ်ဆယ်ရေးအဖွဲ့တွေကလည်းဒီမှာအတူတူကလာရောက်ပြီးတော့မှပူးပေါင်းနေတယ်လို့နောက်နိုင်ငံတကာမီဒီယာများပြည်တွင်းပြည်ပမီဒီယာတွေကလည်းအားလုံးပူးပေါင်းကြမှာဆောင်ရွက်လက်ရှိပါတယ်ဆိုတဲ့အကြောင်းပြောပြချင်ပါတယ်ခင်ဗျာ ဲ့မိဘမိဘညီကိုမောင်တို့မများเนาะဒါကျွန်တော်တို့ဒီငလင်ကြောက်ပေါ့เนาะဖြစ်ပြတ်သွားတဲ့ဒါကျွန်တော်တို့ထိုင်းနိုင်ငံမော်ချစ်ပေါ့เนาะမော်ချစ်နဲ့နီးတလို့ချီချီမောရဲ့အရှိဘေးနားမှာရှိပါတယ်ခင်ဗျเนาะအဲ့တော့မိဘမိဘညီကိုမောင်တို့မများဒီကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီ site ထဲမှာပေါ့เนาะပါဝင်သွားတဲ့အထက်မှာမြန်မာရွှေပြောင်းအလုပ်သမားတွေပါဝင်ပါတယ်မြန်မာရွှေပြောင်းအလုပ်သမားတွေပါဝင်တဲ့အခါမှာမြန်မာပန်ယုံ ပေါ့နော်စကားစရဲ့လက်အောက်ကနော်မြမတန်ယုံဟာဒီနေ့ဒီချိန်ဒီတာဝန်ယူမှုတာဝန်ခံမှုကကင်းမဲ့လဲရှိပါတယ်လို့ဒါကျွန်တော်တို့ပြောပြကြမှာတယ်ဘလို့ကင်းမဲ့လဲဆိုတဲ့အခါကျတော့အဲပထမတရက်နေ့တော့အဲကားကျက်နေလို့တဲ့ဒုတိယတရက်နေ့ကျတော့သူကဘာမှမသိရပါဘူးတဲ့စောစောဆိုးရပါတော့နော်စကားစခန့်ထားတဲ့မင်းအောင်လိုက်ခန့်ထားတဲ့စစ်တမ်းဘူးစောစောဆိုးရလေ သူဒီရောက်နေတယ်မင်းအောင်လိုက်ဘန်ကောက်ရောက်နေတယ်ဘန်ကောက်ရောက်လဲကျွန်တော်တို့ကစောက်ပြီးစိုက်ပြီးကျွန်တော်တို့ကလူခွင့်ရအပြေဝရတဲ့နိုင်ငံမှာသူတို့ကိုပုံမှန်လေးလေးမဲ့ဒါကျွန်တော်တို့ကတော့ပြောပြမှာဖြစ်ပါတယ်လို့နော်အဲ့တော့မိဘညီကိုမောင်မများနော်အာဒီမှာကျွန်တော်တို့အာဖြစ်တဲ့နေရာကိုဒါကျွန်တော်တို့လာရောက်ပြီးတော့မှလေးလာကြည့်လိုက်တဲ့အခါမှာအာဟိုထိုင်းနိုင်ငံမှာရှိနေတဲ့ပရိတာအဖွဲ့အစည်းအသီးသီးရဲ့ကမ့်နေရှိပါတယ်စေပေးကမ့်နေရှိသလိုနောက်ပြီးတော့မှတကယ်စေအကမ့်နေရှိတယ် ဘာပေါင်းဆိုကမ်ရှိတယ်အဲ့ဒီအထဲမှာမှာဒီကျောင်းမြန်မာနဲ့ပတ်သက်တဲ့ကမ်ကတော့မရှိပါဘူးနော်အပြည့်လို့ကျွန်တော်တို့လည်းမြန်မာနဲ့ပတ်သက်တဲ့ကမ်းကမရှိတယ်လဲဆိုတော့မြန်မာပန်ယုံကဘာတာဝန်ယူမှုတာဝန်ခံမှုမှမလုပ်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်နော်တကယ်ဆိုလို့ချင်းဒီလိုအမိုးလေးတွေနဲ့ပေါ့နော်တဲလေးတွေနဲ့မြန်မာကမ်းဆိုတာရှိရမယ်အဲ့ဒီတည်းမှာမှမြန်မာပြည်သားတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုမြန်မာပြည်သူပြည်သားတွေမြန်မာမြန်မာပြည်သူပြည်သားတွေကသူတို့ကို အားပေးမယ်နှစ်သိမ့်မယ်စီးကူးပေးမယ်နောက်တော့မှစိတ်ပိုင်းဆိုင်ရာတွေကိုပြန်လဲပြောမှအာပြန်ဖြည့်ပေးမယ်အဲ့လိုမျိုးဟာတွေလုပ်ပြီးလောက်အောင်မြန်မာပန်ရောမလုပ်ပါဘူးမြန်မာတန်ရောမလုပ်ပါဘူးမြန်မာတန်ရောကဘာနဲ့ပဲသူတို့တွေကအခုဆိုလို့ရှိရင်သူတို့တွေကတိုင်ပတ်နေလဲဆိုတော့သူတို့ဘတ်ဘတ်ကနေဘလို့အခွန်ရအောင်လုပ်မလဲနော်ထိုင်းရောက်ရှင်မြန်မာတွေစီကနေပေါ့မှာ passport ကနေပေါ့မှာအခွန်ရအောင်ဘလို့လုပ်မလဲပြီးတော့ဟို wallet မိတ်ကနေပေါ့မှာအခွန်ရအောင်သူတို့ဘလို့လုပ်မလဲသိတယ်မလား သူတို့စားမယ်ဝါမယ်ဆိုရဲကိစ္စတွေကိုပဲသူတို့ကလုံပန်းလန်းရှိနေပါတယ်လို့နော်အမှန်တိုင်းပြောပြရလေနော်အမှန်တိုင်းပြောပြသူတို့စားမယ်ဝါမယ်ဘက်ကိုတန်းနဲ့ချီပြီးသူတို့စားမယ်ဝါမယ်ဝေစုခွဲကြမယ်ဒါတွေနဲ့ပဲသူတို့တွေကအချိန်ကုန်နေတယ်တကယ်တကယ်ရွှေပြောင်းအလုပ်သမားဒါမျိုးကြုံတဲ့အခါမှာဒါမျိုးဖြစ်ပြတဲ့အခါမှာအသက်အန္တရာယ်နဲ့ကြုံတဲ့အခါမှာသူတို့တွေကတာဝန်ယူမှုတာဝန်ခံမှုအင်မတန်ကိုကျင်းမဲ့ပါတယ်ဆိုတဲ့အကြောင်းမင်းအောင်လိုက်ဘန်ကောက်ရောက်နေတဲ့အချိန်တွေမှာဒဲပဲပြောပါတယ် ။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူ့ခြေစူးတရားမရှိပါဘူး။သူ့ခြေစူးတရားမရှိဘူး။ဒီဆိုင်မှာကျွန်တော်တို့လာလေးလာတာမင်းအောင်လိုင်ရဲ့ခြေစူးတရားတစ်စမ်းမှမရှိတာ။တစ်စမ်းမှမရှိတဲ့ဒီလိုမျိုးအတန့်အနေနဲ့ရင်ဆိုင်နေရတဲ့ဒီလိုမျိုးအချိန်ခါမျိုးမှာအဆင်မရှိဘဲနဲ့ရောက်လာတော့ကိုအံ့ဩတယ်အံ့ဩတယ်လို့ပဲဒါကျွန်တော်တို့ကတော့ပြောပြခြင်းပါတယ်လို့နော်။နောက်တစ်ခုဒါကျွန်တော်တို့ပြောပြခြင်းတာနောက်ဆက်တစ်ခုကစောစောဆိုးစကားစားခံလာတဲ့စောစောဆိုးဆိုလို့ရှိရင် ဒီကလေးတွေเนี่ยပတ်သက်ပြီးတော့มาလေဒီมาลายောက်ပြီးတော့มาနေနေတိုင်းကြည်ဓာတ်တွေစောင်းချောက်ဓာတ်တွေမလုတ်ပါဘူးเนาะမရောက်နိုင်လဲလာမယ်လာပါဘောမရောက်နိုင်ကိုဟလာလေစိတ်တွားချူရတာနဲ့မရောက်နိုင်ကိုတွားပြီးတော့มาမလေဟိုခက်ခက်ရဲရဲနဲ့လောက်ရတာနဲ့เนาะမရောက်နိုင်ဆိုသူတို့အပေကြမရောက်နိုင်ဆိုလို့ချင်းသူတို့ခက်ခက်ရဲရဲတကယ်တကယ်ကျေးဇူးရှင်ထမင်းရှင်ဆိုတာဒီထိုင်းရောက်ရွှေမြေมาကလေးတွေဖြစ်တယ်เนาะဒီရွှေပြောင်းအလုသမားလေးတွေဖြစ်တယ်။ဘာဖြစ်လို့လဲဒီကလေးတွေစီကပဲသူတို့အခွန်စားတယ် ဒီကလေးတွေစီကပဲသူတို့အခွန်ကောက်တယ်ဒီကလေးတွေစီကပဲ20နဲ့500ခန်းလုံးဖြတ်တယ်ဒီကလေးတွေဒီထိုင်အောင်ရှင်မြန်မာကလေးတွေဒီနော်ထိုင်အောင်ရှင်မြန်မာကလေးတွေဒီအခုလိုမျိုးအသက်အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါမှာကြုံတွေ့ရတဲ့အခါမှာနော်သူဒီနေပူတဲ့နေပူတဲ့နေလာလည်းမကြည့်ဘူးဒီမှာအခုလာပြီးတော့မှကုညီပေးနေတဲ့ပါရိတာအဖွဲ့တွေဆိုလို့ချင်းနေပူထဲမှာလည်းနေပြီးတော့မှနော်ကလေးတွေကိုစိတ်ရောဂါတွေကုပေးတယ်ဒီအန်နေကိစ္စတွေလုပ်ပေးတယ် ်နောက်ပြီးတော့မှဒီထိုင်းရဲတွေနဲ့အဆင်ပြေအောင်စကပြန်ပေးတယ်ပြီးတော့မှအသက်အာမခံကြီးကိစ္စတွေလူမှုပူလုံရေးကိစ္စတွေကိုဆွေးနွေးပေးတယ်လှုပ်ပေးတယ်နော်အကြမ်းမဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့ဟိုဒီစော်စော်ဆိုးတို့ကတော့အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တို့ကတော့ဘယ်နာတော့သိနေလဲတော့မသိဘူးနော်ဘယ်နာတော့သိနေလဲမသိဘူးမရောက်နိုင်လဲလာလဲလာအောင်လေစိတ်ကိုကြတော့သွားသွားချိုတယ်သူတို့ကဘယ်လိုလဲသိရမလားဟိုမီဒီယာပေါ်မှာသူတို့တွေဒီဟာလာကုတ်အင်းကြီးကိုဝက်ပြီးတော့မှာ တက်သွားမယ်ဆိုတဲ့ပုံစံလိုမျိုးကျွန်တော်တို့ဒီမှာလေမင်းအောင်လိုက်တဲ့အင်္ဂလိပ်စကားအင်မတန်အင်မတန်ကိုကျွဲကျွမ်းကျင်တော့မင်းအောင်လိုက်တဲ့ကိုအဲဟိုဟိုဘယ်လိုပြောပြမလဲမင်းအောင်လိုက်တဲ့ကိုအင်မတန်ကိုဒီအတွေ့အခေါ်တွေပါတယ်ကျေပြန့်နေနောက်ပြမှာအင်္ဂလိပ်စကားလည်းရတယ် international ကိုဆက်ဆံတတ်တဲ့မျိုးတော်ဝင်တွေရှိရပေါ့နော်အဲ့ဒီမျိုးတော်ဝင်တွေကနေပြီးတော့မှဒီမှာဆိုလို့ရှိရင်လေ ဟိုအင်းကြီးဆိုလို့ရှိရင်တကယ်ဝန်ထမ်းအင်းကြီးဝှက်ပြီးတော့မှဒီ site ထဲမှာနေတာဒီ site ထဲမှာနေတာအံ့ဩဖို့သိတ်ကောင်းတယ်အံ့ဩဖို့သိတ်ကောင်းတယ်လူငယ်တွေနဲ့အတူတူနေတယ်လူငယ်တွေနဲ့အတူတူစားတယ်လူငယ်တွေနဲ့အတူတူဖြတ်သန်းတယ်အံ့ဩဖို့သိတ်ကောင်းတာကျွန်တော်တို့ကကြည့်ပြီလေနော်လူငယ်တွေကမျက်လုံးတွေမြင်ပြီလေနော်ဟေးမင်းအောင်လိုက်အသက်အရွယ်ပဲသူလည်းမင်းအောင်လိုက်အသက်အရွယ်ပဲ ဒါပေမဲ့မင်းအောင်လိုင်းတို့ကြည်လိုက်လို့ရှိရင် air con နဲ့အောင်မထွက်ဘူး။နော်မင်းအောင်လိုင်းတို့ကြည်လိုက်လို့ရှိရင်ကိုယ်အင်းကြီးကိုမချွတ်တော့ဘူး။ကျွန်တော်အဲ့လိုမျိုးပဲ။ဒီမှာဆိုလို့ရှိရင်လေတကယ်လူကြီးတွေနော်တကယ်နိုင်ငံတကာမီဒီယာတွေနဲ့တို့ဘယ်လိုပြောရမလဲဘယ်လိုလွှမ်းရမလဲပြီးတော့အစားစားဘယ်လိုလွှမ်းရမလဲဒါတွေဒါတွေကြည့်တော့မှတို့အလွတ်လုံနေတာ။အဲ့ဒါကြောင့်အခုထိုင်းနိုင်ငံဘက်ကောင်ကိုမင်းအောင်လိုင်းတို့လာလဲဘာဆောက်သုံးမှမကြပါဘူး။ဒါအမှန်တမ်းပြောပြရလေ။ဘာဆောက်သုံးမှမကြဘူး။ကျွန်တော်ပြောပြီးသွားပြီလေမင်းအောင်လိုင်းဆောက်သုံးကြရင်ဆောက်သုံးကြတယ်ပြောမယ်။ မင်းအောင်လိုက်စောက်သုံးကြရင်စောက်သုံးကြအောင်ပြောပြောမယ်ဒါပုံမှန်လည်းလည်းမယ်တန်ယုံကစောက်သုံးကြရင်စောက်သုံးကြတယ်ကျွန်တော်ပြောမယ်တန်ယုံကစောက်သုံးမကြအောင်ဆိုစောက်သုံးကြအောင်ပြောပြောမှာပဲနော်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီကောင်းနေကတကယ်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 ကိုအရေးအချင်းမရှိဘဲနဲ့နေရယူထားတဲ့လူတွေဖြစ်တယ်နော်အရေးအချင်းမရှိဘဲနဲ့နေရယူထားတဲ့လူတွေဖြစ်တယ်အဲ့ဒီလိုမျိုးအရေးအချင်းမရှိဘဲနဲ့နေရယူထားတဲ့လူတွေကလေတန်ရဲ့တမန်ကင်းမှာဆိုလို့ရှိရင်လည်းတကယ်အောက်တန်းစားတွေပဲဒါအမှန်တရားပြောပြတာ လူငယ်တွေရှိပါတယ်အင်မတန်တော်ပြီးအင်မတန်ထမ်းမြတ်တဲ့လူငယ်တွေရှိတယ်။တရားဥပဒေကိုနားလည်တဲ့လူငယ်တွေရှိတယ်။အများကြီးပဲအများကြီးပဲပြည်သူ့ဘက်တော်သားတွေအများကြီးရှိတယ်။နော်အခုဒီကောင်တွေရောက်နေတယ်။ဒါအင်မတန်ကျွန်တော်တို့ကတော့ဒါအမှန်တိုင်းပြောပြတာပါအမှန်တိုင်းပြောပြတာပါလို့နော်အဲ့တော့အဆဆအရရကျွန်တော်တို့လူရွေးမမားစေနဲ့နော်လူရွေးမမားစေနဲ့နော်ဟုတ် အမှန်တမ်းပြောပြရဆိုမရောက်လာရှက်တန့်လဲပြရမှာလေသူ့ထိုင်းလူမျိုးတွေလည်းလက်မခံဘူးထိုင်းအဖွဲ့စည်းတွေလည်းလက်မခံထိုင်းနိုင်ငံကြီးအဖွဲ့အစည်းတွေလည်းသူ့လက်မခံဘူးနော်မရောက်လာကိုယ်တိုင်ကရှက်တန့်လဲပြလို့ရတယ်ဆိုတော့ပြောပြချင်တာနော် TikTok မှာဆိုလို့ရှင်လဲထိုင်းလူမျိုးတွေမရောက်လာကိုလုံးဝစန့်ချင်တာတွေအများကြီးပဲအဖွဲ့စည်းအများကြီးပဲသူ့တာဝန်ယူမှုတာဝန်ခံမှုကင်းမဲ့တဲ့ကိစ္စတွေအများကြီးပြောထားတာတွေအများကြီးပဲပွားထားနေတာပဲရှက်တန့်ရှက်တန့်လဲပြလို့ရတယ်မရောက်လာဘူး တကယ်တကယ်တကယ်အောက်တန်းသားဘလို့မျက်ခွတ်နဲ့လာလဲကျွန်တော်တို့မစင်းစားတတ်ဘူးပြင်သူကဒီအောင်လို့ရှင်လေထိုင်းတဲ့ကံမှာသူတို့ဝါကြောဝါဒီကိစ္စအစဉ်ပြေမဲ့အလုသမားကြီးရဝင်ကြီးနဲ့အရင်ဆုံးတွေ့တာအမလီမင်းအောင်လိုင်းလေးတကယ်သီလားနော်ဂျပူကလေမအဟူးတော့မလဲရှာဘူးသူလေသီလားတကယ်ပြောတာနော်သူဝါကြောကိစ္စသူအခွန်ဘယ်ဘယ်အပေါက်ကရမလဲသူအခွန်ဘယ်နေရာကရမလဲသူဘယ်ဝါကြောကရမလဲဆိုတော့ဟာနဲ့အမလီ ထိုင်းနိုင်ငံရဲ့အလို့သမားကြီးကဝင်ကြီးနဲ့အရင်တွေ့တာထိုင်းနိုင်ငံရဲ့အလို့သမားကြီးကဝင်ကြီးနေရာမှာကျွန်တော်သားဆိုသူ့ကိုပါပဲအရင်ချမှာသူ့ကိုလက်နဲ့မကြိုးဘူးပါပဲအရင်ချမှာနေတော့လေဟိုအခွန်ဘယ်နှားရမလဲရမယ့်လူပဲနေတို့တွေကလာလာပြောမှတွေ့တယ်ကြုံဆိုရဲဆိုတော့သူ့ပါချမှာကျွန်တော်တို့သားအလို့သမားကြီးကဝင်ကြီးဌာနကသာဆိုလို့ရှိရင်မင်းကြီးရဲ့တရင်သမားတွေကိုလည်းတခုတည်းပြောချင်ပါတယ်ကျွန်တော်တို့ကဒီမှာအများကြီးပြောပြီးသွားပြီ။ထိုင်းမှာရှိတဲ့နာမည်ကြီးတရင်ဌာနတွေပေါ့တော်တော်များများကို speed out လုပ်ဖြစ်တယ် ဟန်ရောက်ရှေ့ပြောင်းအလုပ်သမားတွေဒီလိုမျိုးပေါ့နော်ခံနေရတဲ့အခါမှာဒီလိုမျိုးဖြစ်ပျက်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှမီဒီယာတွေတော်တော်များများကိုကျွန်တော်ပြောပြဖြစ်တယ်အာတော်တော်များများပေါ့နော်အော်ဟုတ်ကဲ့ပါတချို့ကတော့ပြောတာပေါ့မင်းတို့အဲ့လိုမျိုးပြောနေတာမင်းတို့မကြောက်ဘူးလားဆိုဘာကြောက်လာရှိလဲပြည်သူလူထုကဒီအကြမ်းမဆအကြမ်းမဆအာဏာရှင်တွေရဲ့ကျေးဇူးတရားတော့ပြည်သူလူထုစီမှာမရှိဘူးလေနော်မရှိဘူးဟို ထိုင်းမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ပြောပြတယ်ထိုင်းလူမျိုးတွေကိုမင်းတို့ရဲ့ကျေးဇူးတရားဟာငါတို့မြန်မာပြည်သူပြည်သားတွေပေါ်မှာအများကြီးရှိရဲ့နော်လို့မြန်မာနိုင်ငံမှာလေလို့အကြမ်းမဆစ်အာဏာရှင်ကအာဏာသိမ်းလိုက်တိုင်းအေးသိမ်းလိုက်တိုင်းမှာမင်းတို့ကငါတို့ကိုကူညီခဲ့တာများပြီလို့တမိုင်းတစ်လျှောက်မှာပြန်ကြည့်မယ်ဆိုများပြီလို့ငါတို့ငါတို့နိုင်ငံကလေလို့ငါတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဆိုတာလူအခွင့်အရေးချိုးပေါက်ခံရတာလို့အမှန်တမ်းပြောရမယ်ဆိုတော့ငါတို့ငါတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဟာဆိုလို့ရှိရင်မြို့နိုင်ငံမှာလာနေတဲ့အခါမှာ အမှန်တိုင်းပြောမှာဆိုရှင်တို့တွေဒီချစ်ချင်းမြတ်တာလိုအပ်တယ်လို့တို့ချစ်ချင်းမြတ်တာလိုအပ်တယ်အဲအကြောင်းမင်းတို့အာဒီအာထိုင်းလူတွေကိုဗာပြောကျင်လဲတဲ့ကျွန်တော်တို့အင်တာဗျူးမှာမေးတယ်လေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကိုတွေးလို့ချင်းတွေ့တဲ့နေရာမှာလုံခြုံမှုပေးပါတွေ့တဲ့နေရာမှာတို့ကိုငွေထွေးမှုပေးပါတွေ့တဲ့နေရာမှာတို့ကိုအားပေးပါနှစ်သိမ့်ပေးပါလို့ကျွန်တော်ကတော့အဲ့လိုပဲပြောပြတယ်ဒါအမှန်တိုင်းပြောပြဘယ်လိုလဲဒီလိုမျိုးပေါ့ အခုဒီလိုမျိုးလေးတွေမိုးကြီးတွေပါနေရွာပြောမှတိုက်တဲ့နေရာတွေဒီကောင်းနေမလားဘူးအောက်တန်းသားတွေမလာဘူးသူတို့ဝင်မယ်ဘယ်နေရာမှာဘာတွေလုပ်မယ်ဘယ်နေရာမှာဘာတွေလုပ်မယ်အခုဘလို့ဖွဲစားမယ်ဟလာအေဂျင်စီတွေเนี่ยဘလို့ဖွဲစားမယ်ဘလို့လှုပ်ရှားကြမယ်ဘာတွေလှုပ်ရှားကြမယ်ဒီလိုလှုပ်ရှားကြမယ်ဒီကောင်းနေရာဥပေကိုဥပေဘန်းပြဥပေကိုဘန်းပြပါလေဥပေဘန်းပြဥပေဘန်းပြဖွဲစားလူလိန်လူလိန်ညာပါ လိုပြောလို့ရတယ်။တကယ်တကယ်လူကုန်ဘူးကသတို့မှအဆက်ကြည်သူဘတ်တော်သားတွေထိုင်းနေကမှအများကြီးရှိတယ်။ကဲမိဘကြီးကိုမောင်မများနော်။ဒါကျွန်တော် Facebook မှာတော့ဒီကြောင်းပဲပြောလိုက်ပြီနော်။ Okay ။ကျေးဇူးတင်တယ်။အဲ့တော့မဟာလာကျေးဇူးပြတဲ့ဇာတ်မှမရှိပါဘူးလို့ ဘယ်မျက်နှာနဲ့ဘယ်အပေါင်းနဲ့အစည်းဝေးလန်တက်လဲတော့မသိပါဘူးเนาะရှက်တန်လဲသူလို့ရတယ်တကယ်တကယ်အရှက်မရှိရမျက်နှာနဲ့ရောက်လာတာခိုင်းတဲ့ကောင်ပြင်းသွားကလင်ကချင်းအပြည့်ရပြီးအပြည့်ရပြီးတဲ့နော်မိနဲ့ဘုံသွားချတယ်အပြည့်ရပြီးအပြည့်ရပြီးကချင်းပြည်နယ်ဘက်မှာအပြည့်ရပြီးလေနဲ့ဘုံသွားချတယ်အဲ့လိုမျိုးအောက်တန်းသား ပြည်တွင်းစစ်ဆိုလို့ရှိရင်လည်းသူဒီလုံးဝကိုကလင်ကချက်သူမျက်နှာကိုဒီတကယ်ပြီးတော့ဒီနေ့ဟိုဟာဇူဝနဖုံးလေးသိမ့်မှာသူမစင်ဘူးတိလားဒီမဲ့ဒေါ်မုံးလေးသိမ့်မှာလာစင်းတယ်ခိုးကြောင့်ခိုးဝက်လမ်းကြောင်းကနေလာအောက်တန်းစာဟိုနိုင်ငံတော်တိုင်ပင်ငယ်ပုတ်ကူတော်အောင်စမ်းစုကြည့်လို့လေအစင်တန်းရှိရှိနဲ့မင်းအောင်လာအောင်ပြောလိုက်ပါဦးတော့ထိုင်ရောက်ရှင်မြန်မာတွေနဲ့တွေ့တွေ့မဲ့ပွဲလေးလှုပ်လိုက်စမ်းပါလို့နော်မင်းတို့တန်ရုံအောင်ကောင်းလေးတစ်ခါလဲပြောလိုက်သလား မာအနာဘုံငုံနေတဲ့ကောင်တွေနော်မင်းတို့တွေဒီထိုင်းအောင်ရှင်မြမာတွေနဲ့မင်းအောင်လိုင်းနဲ့တွေးဆုံပွဲလေးလှုပ်သွားလှုပ်သွားလိုက်စမ်းပါလို့ပြောလိုက်စမ်းပါနော်လှုပ်သွားလိုက်စမ်းပါလို့ပြောလိုက်စမ်းပါနော်ဘာကျေးဇူးပြမှမရှိတဲ့ကောင်တွေဘောမာမလူရဝင်မဲ့လို့ထင်နေတဲ့ကောင်တွေအောက်တန်းစားတွေဒါပဲ